တန်ကိုရီးယားနိုင်ငံတွင်ဇွန်လ3ရက်ကရဲတပြက်ကျင်းပတဲ့သမ္မတရွေးကောက်ပွဲမှာအတိုက်ခံ Liberal Party မှလီဂျင်မြောင်ကအနိုင်ရရှိသွားပါတယ်။ရွေးကောက်ပွဲကော်မရှင်ကအနိုင်ရသူကိုတရားဝင်အတည်ပြုပြီးတဲ့နောက်ခေါင်းဆောင်တွေကအတွင်ကူးပြောင်းကာလ2လဆောင်ပြီးမှအုပ်ချုပ်ရမှာဖြစ်ပေမဲ့လေမနစ်ကဒီဇင်ဘာတွင် Martial Law ဆက်အုပ်ချုပ်ရေးအမိန့်ကျင်းညာပြီးနိုင်ငံစုပူစည်းခဲ့မှုနဲ့ယာတုမှဖိရှားခံလိုက်ရတဲ့သမ္မတဟောင်းယွန်းစောယိုရဲ့လက်လက်နေတဲ့နေရာကိုဖြည့်ဆည်းရန်ဇွန်လ4ရက်မှာပင်သမ္မတတာဝန်ကို စတင်ယူလိုက်ပြီးဖြစ်ပါတယ်။ ဆိုရှိအမျိုးသားလွတ်တော်မှာပြုလုပ်တဲ့ကျန်းချိန်ပွဲသို့တမရသည့်လီချေမြောင်ကဇနီးတဲ့နဲ့တူတက်ရောက်လာပြီးကျန်းချိန်ပွဲမိကုံးမှာလီက၎င်းတောင်းဝန်ယူမဲ့၅နှစ်အတွင်းအဓိကဖော်ဆောင်မဲ့ပေါ်လစီများကိုတင်ပြခဲ့ပါသည်။လီက မြောက်ကိုရီးယားရဲ့နျူကလ িয়ার အနေနဲ့စီးရင်ရန်စားမှုများရှိလာရင်ပြင်းပြင်းထန်ထန်တုံ့ပြန်သွားမှာဖြစ်ကြောင်းဒါပေမဲ့မြောက်ကိုရီးယားနဲ့ဆက်သွယ်ရေးလမ်းကြောင်းလုံးကိုဖွင့်ထားမှာဖြစ်ပြီးညှိညီနိုင်နိုင်နဲ့ကိုရီးယားကျွမ်းဆွယ်ညီညာရေးကိုတည်ဆောက်မှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဒါအပြင်တောင်ကိုရီးယား၊အမေရိကန်၊ဂျပန်သုံးနိုင်ငံမိဖက်ပူးပေါင်းရေးကိုမြှင့်တင်သွားမှာဖြစ်ကြောင်းလည်းလီကပြောပါတယ်။တောင်ကိုရီးယားလူဦးရေ50တန်းကျော်ရင်းမဲပေးခွင့်ရှိသူ44တန်းမှ39တန်းရှိပြီး80ရာခိုင်နှုန်းနီးပါးပါဝင်မဲပေးခဲ့ကြက 1998ခုနှစ်နောက်ပိုင်းတမရရွေးကောက်ပွဲတစ်ခုကိုပြည်သူအများဆုံးပါဝင်မေးပေးမှုဖြစ်ပါသည်။တမရဟောင်းရုံးစော့ယိုကလီဦးဆောင်တဲ့ပါလီမန်ရဲ့ဆွဆွဲပြစ်တင်မှုခံရပြီး AP မှာဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကတမရဟောင်းကိုယာတုမှဖယ်ရှားလိုက်ပါသည်။ငါနဲ့တမရတန်းရဲ့တုံးနေမပြည့်မီမှာပင်ရုံးစောယိုဖြုတ်ချခံလိုက်ရပြီးလျှက်တပြက်ရေကောက်ပွဲဖြစ်လာခဲ့ပါသည်။ လီဟာအဂတိလိုက်စားမှုပါဝင်အခြားဆွဲချက်များဖြင့်အမှုရင်းဆိုင်စရာများရှိပေမဲ့လေနိုင်ငံဖွဲ့စည်းပုံခြေကံဥပဒေအရလက်ရှိတာဝန်ထမ်းဆောင်နေတဲ့သမ္မတအားတရားစွဲဆိုခြင်းမှကင်းလွတ်ခွင့်ပေးထားတဲ့အတွက်လီဂျင်မြောင်လက်ထက်မှာအဲ့ဒီလိုစစ်ဆေးစီရင်မှုများရပ်သွားနိုင်ခြင်းရှိပါတယ်။